ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာပင်ရအော်တိုရဲ့ knowledge sharing center နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်လုံးဝင်ပါ Okay အဲတော့ကျွန်တော်တို့ဒီပင်ရအော်တိုကနေပြီးတော့မှ knowledge sharing program နေမရိုက်တာတော်တော်လေးကြာတော့ပါပြီပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ program လေးစပြီးတော့မှအသက်သွင်းပါပြီအဲ့တော့ဒီနေ့ knowledge sharing ကဏ္ဍမှာကကျွန်တော်တို့ပါဖို့ knowledge sharing လုပ်ပေးမှာလဲဆိုတော့ကျွန်တော်တို့ဒီကား engine တွေ hit တဲ့ရတဲ့အကြောင်းရင်းတွေမှာဒီ thermostat တွေကြောင့် hit တဲ့ရတဲ့အကြောင်းရင်းလေးကိုကျွန်တော် knowledge sharing လုပ်ပေးမယ် ပြီးတော့လို့ရှိရင်ဒီတာမိုစတက်ကိုဘာကြောင့်တက်ထားလဲဆိုတာတွေရဲ့သူ့မှာပါဝင်တဲ့အစိတ်ပိုင်းတွေကိုပဲကျွန်တော်တစ်ဆက်တည်းရှင်းပြပေးသွားမယ်။ Okay အဲ့တော့တာမိုစတက်ကဘာကြောင့်ကျွန်တော်တို့တက်ထားတာလဲဆိုတဲ့ဟာကိုကျွန်တော်အနည်းငယ်ဆွေးနွေးပေးမယ်။အဲ့တော့တာမိုစတက်ကဘာလုပ်ပေးတာလဲဆိုတော့အဓိကတော့တာမိုစတက်ဒီ engine ရဲ့ဒီ normal operation temperature ကိုထိမ့်မှုအတွက်ကြာမှာဒီကောင်လေးကိုတက်ပေးထားတာဖြစ်တယ်။ဆိုတော့ဘယ်လိုမျိုးထိမ့်ပေးထားလဲဆိုတော့သူကရေရဲ့အပူချိန်ပေါ့နော်ရေရဲ့အပူချိန်ကိုမြန်မြန်တက်ဖို့အတွက်မြန်မြန်အေးဖို့အတွက်ကိုသူကဘယ်လို လောက်သွားလဲဆိုတော့ဒီ radiator ထဲမှာရှိတဲ့ဒီရေတိုင်ကြီးထဲမှာရှိတဲ့ရေရဲ့ engine ထဲမှာရှိတဲ့ရေကိုသူကနှစ်ပိုင်းပိုင်းပြီးတော့မှသူက normal operation temperature ကိုထိမ့်ပေးထားတာဖြစ်ပါတယ်တကယ်လို့ engine ထဲမှာရှိတဲ့ရေကပူလာတဲ့ normal operation temperature ကိုကျော်သွားပြီဆိုလို့ရှိရင်အဲ့ဒီပူတဲ့ရေကိုဒီ radiator ဘက်ကိုပြန်ပြီးတော့မှလွှဲပြောင်းပေးတဲ့အခါမှာဒီကောင်လေးလှုပ်ဆောင်ပေးတာပေါ့နော်ဒါလေးကရေတကားတစ်ခုအနေနဲ့လှုပ်ဆောင်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် engine ရဲ့ normal operation temperature ကိုထိမ့်ပေးတဲ့ အာဘားလေးလို့လည်းပြောလို့ရတယ်သူ့ကိုတောင်မစတက်လို့ခေါ်တယ်ဟုတ်ပြီအဲ့တော့သူ့မှာဘားတွေပါလဲဆိုတော့ဒီတောင်မစတက်မှာကျွန်တော်တို့ကဒီ main ဘားတွေပါတော့နော် main ဘားတွေပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ bind back ဘားတွေပါမယ်ပြီးရင်ဒီနောက်ကဒီ jacket ဘားဆိုတဲ့ဟာလေးပါမှာဖြစ်ဖြစ်ပါတယ်ဗောနော်ဆိုတော့ တချို့တောင်မစတက်ဒီမှာကကြတော့ဒီမိန်းသားနဲ့ကြက်ကြယ်ပါပဲပါတယ်ဒီဘိုင်ဘက်မှာမပါတဲ့တောင်မစတက်ဒီလည်းရှိတယ်အဲဒီကျွန်တော်လက်ထက်မှာကင်နာတဲ့ကောင်လေးကကြတော့သူ့မှာဘိုင်ဘက်ပါပါတယ်အကြေကြပါရဲ့ပြောရှင်မိန်းပါရဲ့ဘာသုံးပါပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်တောင်မစတက်ဒီမှာအဲဘိုင်ဘက်ပါပါတာနဲ့ဘိုင်ဘက်ပါမပါတာဆိုပြီးတော့မှကျွန်တော်ကနှစ်မျိုးတွေ့ရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့တောင်မစတက်ဒီရဲ့အလုပ်လုပ်ပုံအကြံဉာဏ်လေးတိပြီဆိုတော့ကျွန်တော်တို့ဒီတောင်မစတက်ဒီကြောင့်ဘာကြောင့်အင်ဂျင်ကဟိတ်တရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ အဲနိုင်ငံဆွေးနွေးပြီးမယ်ဟုတ်ပြီအဲ့တော့တာမိုစတက်တွေကအစောကျွန်တော်ပြောသလိုဒီဘက်က radiator နဲ့ engine နဲ့ကိုသူကနှစ်ပိုင်းပိုင်းထားတယ်လို့ကျွန်တော်ပြောခဲ့တယ်ဟုတ်ပြီအဲ့တော့တကယ်လို့ညာဒီတာမိုစတက်ကသူပွင့်ရမယ့်အချိန်ရှိတယ်ဗောနော်သူပွင့်ရမယ့် temperature ကိုလည်းဒီတာမိုစတက်ရဲ့ body မှာရေးပေးထားတယ်ဒီကောင်လေးဆိုလို့ရှိရင်88 degree celsius မှာဆိုလို့ရှိရင်ဒီကောင်လေးကပွင့်မယ်ဟုတ်ပြီဒီတာမိုစတက်ဆိုလို့ရှိရင်ဘယ်ရှင်မှာပွင့်မှာလဲဆိုတော့87 degree celsius မှာပွင့်ပွင့်မယ်ဗောနော်အဲဒီတာမိုစတက်ဆိုလို့ရှိရင် အာမမင်းအ82ဒီဂရီဆဲရှစ်မှာဒီတောင်ဆက်ကပွင့်မယ်ဟုတ်ပြီအဲ့တော့သူတို့တတ်မှတ်ထားတဲ့အချိန်မှာမပွင့်ဘူးပေါ့နော်တတ်မှတ်ထားတဲ့တెంပရေရှာမှာမပွင့်ဘူးပြီးတော့လို့ရှိရင်လုံးလုံးမပွင့်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ engine ထဲမှာရှိတဲ့ရေကအပူချိန်အရန်တက်လာပြီးတော့မှ engine heat တက်တယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကောင်းမွှော့ short လောကတွေမှာကြတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့အဲ့လိုမျိုး engine heat တက်မှာကြောက်လို့ ဘာတွေကိုဖြုတ်ကြလဲဆိုတော့ဒီတောင်မွန်စတက်တွေကိုကျွန်တော်တို့ကဖြုတ်ကြတာကိုဒါတွေ့ရပါတယ်ပေါ့နော်တခါလေးကျရင်ကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်ကိုယ်တိုင်လည်းဖြုတ်ပါတယ်တော့အင်ဂျင်တွေခွဲပြီးသွားရင်ဆိုလို့ရှိရင်အင်ဂျင်တွေဟီတတ်မှာဆိုလို့လေခုံမှာဆိုလို့ဆိုပြီးတော့မှဒီကောင်လေးတွေကိုဖြုတ်ထားကြပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့စာအရပြောမယ်ဆိုရင်တောင်မွန်စတက်တွေကိုဖြုတ်ထားတယ်ဆိုလို့ရှိရင် normal operation temperature ကိုတော်တော်နဲ့မရောက်တော့ဘူး ဆိုတဲ့အခါမှာအင်ဂျင်ရဲ့စီလေရှိုးတွေမမျှတာတော့တဲ့အခါမှာအင်ဂျင်ကနောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ဒီကက်တလက်တစ်ကွန်ပျူတာဆိုတဲ့ဟာတွေကိုထိတယ်ဆိုတော့အနေထားတွေဖြစ်သွားနိုင်တယ်ဒါစာအရပေါ့နော်အဲတကယ်တမ်းလက်တွေ့မှာတော့အလောက်ဒီတိတိတတ်တာကြီးတော့မဖြစ်ကြပါဘူးပေါ့နော်သို့တော်လေအဲဒီဘိုင်ဘက်ဘာပါတဲ့တာမူစတက်တွေတချို့ကားတွေမှာဆိုလို့ရှိရင်ဘိုင်ဘက်လမ်းကြောင်းကကျယ်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူကဒီဘိုင်ဘက်လမ်းကြောင်းထဲမှာပဲသူကရေကိုစီးစင်းနေတာပေါ့နော် အဲဘိုင်ဘက်ဘာမှမပါတဲ့ခါကျဘိုင်ဘက်လမ်းကြောင်းထဲမှာပဲရေစီးစင်းနေတဲ့အခါကျတော့သူကဒီ main လမ်းကြောင်းနေရော radiator ဘက်ကိုမစီးတဲ့အခါမှာသူက engine ဟိတက်တယ်ဆိုတဲ့ဟာမျိုးကြီးလေဖြစ်စေနိုင်ပါတယ်ပေါ့နော်ဒါကတော့ကြုံတော့ကြုံခဲ့ကြေတနာလေးတွေပေါ့နော်ကြုံတော့ကြုံခဲ့ဖြစ်သွားမယ်ဟုတ်ပြီအဲ့တော့ thermostat ဒီ normal operation temperature ကိုထိမ့်ပေးထားတယ်အဲ့တော့ normal operation temperature ကိုကျွန်တော်ကဘယ်လိုသတ်မှတ်ထားလဲဆိုတော့85နေပြီးတော့မှ 95°C ဆိုပြီးတော့သတ်မှတ်ပေးထားတယ်အဲဒါကျွန်တော်ရဲ့ စာဖတ်ထားတဲ့ဟာတွေနဲ့လက်တွေ့တဲ့ဟာတွေရှင်းနေမျိုးပြောတာပေါ့နော်85 95စာအုပ်တွေထဲမှာဆိုလို့ရှိရင်တော့အဲ95ကနေပြီးတော့မှ105တိရှိရလို့ကျွန်တော်တွေ့ဦးတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့တာဝန် set ဒီ normal operation temperature ကိုထိမ့်ပြတာဖြစ်တယ်တာဝန် set တွေပိတ်ပြီဆိုလို့ရှိရင် engine က heat တက်စိန်နိုင်ပါတယ်ပေါ့နော်ဟုတ်ပြီ heat တက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာပြပြီးထားတဲ့မီးအနီလေးလင်းလာပါလိမ့်မယ်အဲ့ဒီမီးအနီလေးလင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့က engine ကိုချက်ချင်းရက်ကောက်ချက်ချင်းရက်ပြီးတော့မှကျွန်တော်တို့ဒီတက်ဆိုင်ရနီးဆက်ရမက်ကနစ်တွေ workshop တွေကိုကျွန်တော်တို့ကစပိတ်ခေါ်တင်ပါတယ်။အဲ့ဒါလေးကျွန်တော် knowledge sharing လုပ်ပြတာဖြစ်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။